နမောတတဘဂဝတောအရဟတောဓမ္မံတံဘုဒ္ဓတာတရဏာရနှစ်2569ခုနှစ်မြန်မာတက္ကရာ1389ခုနှစ်အတွက်နေုံလာဝါဇုလအတွက်ဟောဇရံခုနှစ်2025ခုနှစ်ဂျွန်လာတလဆောင်ဟောဇရံနဲ့ရှောင်းရံဆောင်းရံအတွက်ဟောဇရံကြီးဤလအတွင်း၁၀ရက် ရှောက်လ2025အင်္ဂါနေ့ဟာနယုံလာပြီးနေ့ဖြစ်ပြီးရရစာနေလည်းဖြစ်၏24ရက်ရှောက်လ2025အင်္ဂါနေ့ဟာနယုံလာွယ်နေ့ရရစာရက်လည်းဖြစ်ပါတယ်10ရက်ရှောက်လ2025ခုနှစ်အင်္ဂါနေ့နယုံလာပြီးနေ့ဖြစ်ပါတယ်24ရက်ရှောက်လ2025ခုနှစ်အင်္ဂါနေ့ဟာလည်းနယုံလာွယ်နေ့ဖြစ်တဲ့အတွက်အင်္ဂါလာပြီးပြီးအင်္ဂါလာွယ်သောရက်ဖြစ်ပါတယ်ဤလအပြင်မှာနဂါးကောင်းအပြောင်းလဲရှိပါတယ် 15ရက်လျှောက်လာ2025ခုနှစ်တနင်္ဂနွေနေ့တွင်နဂါးကောင်းဟာအနောက်ရက်မှမြောက်ရက်သို့လှည့်ပါမည်ပြန်ပြောပြပါမယ်15ရက်လျှောက်လာ2025ခုနှစ်တနင်္ဂနွေနေ့ဟာနဂါးကောင်းဟာအနောက်ရက်မှနေ၍မြောက်ရက်သို့လှည့်ပါမည်အမိကတောင်ရက်ဝမ်းကအရှိရက်ကြောကအနောက်ရက်သို့အတိအကျရှိနေကြပါတယ် နတ်နဲ့နဂါမလဲစားနဲ့ဆိုတဲ့အတိုင်းရှေးထုံးလဲမပဲကောင်းဈေးထုံးလဲမကြွယ်ကောင်းကြောင်းနဲ့ဆရာမိတ်ဆွေများအပြောင်းအရွှေ့နဂါကောင်းနဲ့ပတ်သက်ပြီးတော့လှည့်တဲ့အခါမှာလဲရှေးထုံးလဲမပဲကောင်းကြောင်းနဲ့အဲသတိပြုစီရန်အတွက်ဆရာပြောပြပေးခြင်းဖြစ်ပါတယ်ခင်ဗျာဤလအတွင်းကျမ်းမာရေးအနေနဲ့ဒီရက်6လပိုင်းအတွင်းမှာဆိုရင်အစာအိမ်စီးနဲ့ပတ်သက်သောအရာများအထူးသဖြင့်အဖြစ်များတတ်ပါတယ် လူငယ်တွေကလေးငယ်များခြူကြတာမျိုးဖြစ်ရတတ်တယ်အထူးသဖြင့်ကလေးငယ်တွေအအသက်အရွယ်အပြင်ငယ်ရွယ်သောကလေးငယ်များအဖို့နည်းနည်းလေးပုံမှုယူဆိုင်တင်တော်လာဖြစ်ပါတယ်အဲကျမ်းမာရေးအနေနဲ့ဆိုရင်တွေးတိုးတွေးတက်တွေးရနေအချိန်ရှိတဲ့သူများပုံမှုယူဆိုင်တင်တော်လာဖြစ်ပါတယ်ဒီလအတွင်းမှာလူအများခီးသွွားဆိုင်ရာကိစ္စများပြုလုပ်ရန်အတွက်ကောင်းပါတယ်ထို့အပြင်လုပ်ငန်းရာထူးနေရာထိုင်ခြင်းအပြောင်းအရွှေ့နဲ့ပတ်သက်လာရင်လှုပ်လှုပ်ရှားရှားလုပ်ရအောင်အကောင်းဆုံးသောလဖြစ်ပါတယ် အိုးအိမ်ရှံမင်းစောက်လို့ရှင်ဝယ်ယူခြင်းများပိုင်ဆိုင်ခြင်းများလုပ်ငန်းဆိုင်ရာအိုးအိမ်နေရာထိုင်ခြင်းအပြောင်းအရွှေ့များအတွက်ကောင်းမွန်ပါれထို့တွင်ပြင်ငကူကမပြီးမပြတ်ဖြစ်သောကိစ္စများယုံကလနာအမှုဆိုင်ရာကိစ္စများရှေ့တူဆောင်ရွက်ရင်အောင်မြင်ပြီးပြီးမြောက်မဲ့ကာလဖြစ်ပါれခင်ဗျာထို့တူစက်ပစ္စည်းဆိုင်ရာလုပ်ငန်းတွေစားတောက်ကုန်ဆိုင်ရာလုပ်ငန်းတွေစိုက်ပျိုးသီးနှံဆိုင်ရာလုပ်ငန်းများအနည်းငယ်ရှားတက်ပါれဈေးကောင်းတက်ပါれ ထို့ပြင်ယင်ကဆိုင်ကဲတည်ယူပို့ဆောင်ရေးဆိုင်ရာခန္ဓာများများစွာတိုးတက်တက်ပြီးတော့ရွှေငွေလက်ဝက်လက်စအလှကုန်များဈေးနှုန်းမငြိမ်မသက်ဖြစ်ခြင်းမတည်ငြိမ်ခြင်းအတက်အကျများခြင်းမျိုးတွေဖြစ်ရတတ်ပါတယ်အမှုပညာဆိုင်ရာလုပ်ငန်းဖျော်ဖြေရေးဆိုင်ရာလုပ်ငန်းများပွဲတော်များ deep net အထည်အလိုက် online social media နဲ့ပတ်သက်သောဆိုင်ရာလုပ်ငန်းများအပျော်ပါအဖွဲ့အစည်းအသင်းအဖွဲ့အလောင်းကစားနဲ့ပတ်သက်သောဆိုင်ရာဖြောဖြည်းရေးဆိုင်ရာလုပ်ငန်းများခရီးသွားဆိုင်ရာလုပ်ငန်းများပကြီးပပုဘေးရင်ဘေးရစံကြံတရုတ်ဆောင်အစိုးကအရေးတီးဒုက္ခမှဆိုင်ရာလုပ်ငန်းများတွေရှေ့တိုးဆောင်ရွက်လှုပ်ဆောင်ပြီးတော့များစွာပွင့်လန်းသောလာဖြစ်ပါလိမ့်မယ်ဒီလအတွင်းငွေကြီးနဲ့ပတ်သက်လာလို့ရှိရင်အနှဲငယ်တာမန်ကညံ့နေသောမိတ်ဆွေများအနှဲငယ်ပြန်လဲပြီးတော့ငွေကြီးကံကောင်းလာနိုင်ပြီးတော့ရွှေစည်း ဒေါ်လာဈေးငကူကရှားပါသောအရာမျိုးတွေမြင့်တက်တက်ပြီးတော့အဲရှားပါသောအရာမျိုးတွေငကူကအယောင်းဝယ်နှီးသောအယောင်းထိုင်းသောအရာမျိုးတွေဒီမှာရှေ့လို့ဆောင်ရွက်ပြီးတော့ဖျားတက်တယ်လို့ဒေါ်လာဈေးကြတာမျိုးတွေဖျားတက်ပါတယ်လူငယ်တွေအချိန်ကြီးမှာမေတ္တာကြီးမှာမေတ္တာကြီးစံအာကောင်းနေပြီးတော့ စစ်ဆက်ခြင်းလက်ထက်ခြင်းအိမ်တော်ပြုခြင်းများအတွက်တိုင်းမင်းရန်အတွက်နှလွာပေါင်းမှတရွတ်ဆိုတဲ့အတိုင်းလူကြီးမိသားစုတွေနဲ့ပူဇော်ပတ်အဖြစ်ရွေးချယ်ပြီးတော့ပြုလုပ်ရင်နှလွာပေါင်းမှတရွတ်ဆိုတဲ့အတိုင်းအင်မတန်ကောင်းမွန်အားသာပြီးတော့ချစ်တူဆောင်ရလှုပ်ဆောင်ရအတွက်အကောင်းဆုံးသောလဖြစ်ပါတယ်ခင်ဗျာသမီးကြီးသားများအနေနဲ့တယောက်နဲ့တယောက်တူးနဲ့တူးအိမ်တော်ပြုရန်စစ်ဆက်ရန်အတွက်တိုင်းမင်းရန်ကောင်းသောကာလဖြစ်ပြီးတော့လူငယ်များအဖို့ကတော့နေအဝေးတက်နေရာကပူဇော်ပတ်ကောင်းနေဆုံးဝတ်တက်ပါတယ်အိမ်တော်ရှင်များဘုရားတော့အထုတစ်ပြင်းနားလည်မှုလွဲလာမျိုးလေးတွေအိမ်တော်ကြီးမှာဆွေမျိုးသားချင်း ဂျားလူကြောင့်ပြဿနာတက်ရတတ်ပါတယ်အထူးသဖြင့်အသက်30နှစ်40တနှစ်အထက်အိမ်အောင်ရှင်အမျိုးသားများအနေနဲ့အထူးပြုစိုက်တင်ပြီးတော့လူဆွဆွဲခံရခြင်းတပုတ်လီလင်ပြောဆိုခံရခြင်းအိမ်အောင်ရင်းနဲ့ပတ်သက်လို့မလိုအပ်ဘဲပြိပခါလေးတွေပေါ်လာရခြင်းနေနဲ့အရှုံးအောင်တွေဖြစ်တတ်တဲ့အတွက်တတိထားရန်စဉ်းကျင်တင်တော့လာဖြစ်ပါတယ်ဤလအပြင်မှာဘုဒ္ဓဖူးသားသမီးကြာသာပရိသတ်သမီးများလူယုံမလွယ်တင်ပါဘူး ဆက်တူလုပ်ငန်းများငွေကြေးအာမခံဆိုင်ရာလုပ်ငန်းများစရင်စရာစာချုပ်ကိစ္စများကိုပြုလုပ်ရပြီးအမှန်မင်းတတိထားတင်တော့လာဖြစ်ပြီးတော့စာချုပ်စာတမ်းကိစ္စလုပ်ငန်းကိစ္စဆက်တူကိစ္စတွေမှာတည်တည်ရှရှဆစ်ဆစ်ဆက်ဆက်နှုတ်တရားစာတလုံးဆိုတဲ့အတိုင်းလှုပ်ဆောင်တင်တော့လာဖြစ်ပါတယ်။ဤလက်အပြင်မှာအရေးကြီးသောကိစ္စများကိုပြုမှုဆောင်ရွက်တဲ့အခါမှာအရေးကြီးသောကိစ္စများကိုမိတ်ဆွေများအဖို့အဲ6လပိုင်း17ရက်နေ့နဲ့24ရက်နေ့တွေမှာပြုမှုဆောင်ရွက်ရင်အားသာကောင်းမှုပြီးတော့တိုးတက်နိုင်ပါတယ်။ အိမ်ဆောက်ပန်းနဲ့ရရေတွင်းတူးလို့သူများအင်္ဂလိပ်လိုပဲပြောပါမယ်6လပိုင်းဂျွန်လ6ရက်နေ့17ရက်နေ့နဲ့25ရက်နေ့ဒီမှာအိမ်ဆောက်ပန်းနဲ့ရရေတွင်းတူးလို့ကောင်းသောအခါမင်္ဂလာဖြစ်ပါတယ်အိမ်တော်ပြုစိတ်ဆက်လက်ထက်မင်္ဂလာပြုလုပ်လို့တော့လူငယ်များအဖို့ကတော့6လပိုင်းတွင်မှာ18ရက်26ရက်နဲ့9ရက်နေ့ဒီ6လပိုင်း9ရက်18ရက်26ရက်နေ့ဒီမှာပြုမှုများကောင်းမွန်ပါတယ်ဒီလအတွင်းဈေးရောင်းကောင်းစီပြီးတော့လလာပါပွင့်လန်းစီရန်အဆောင်အနေနဲ့ဆိုရင်တော့ဖြင့်ဈေးသားနဲ့ ဇီးသားနဲ့ဇီးကွက်ရုပ်ကလေးထူဆောင်ခြင်းအပြင်သို့မဟုတ်ဇီးသားနဲ့ဇီးကော်ရုပ်ကလေးလုပ်ခြင်းအပြင်မိဆွေတို့ရဲ့ရောင်းဝယ်မှုလက်လာပါတွေတိုးတက်ပြီးတော့ကံကောင်းစေပါလိမ့်မယ်အဋိခံပြုလို့တဲ့ဆရာရဲ့ဓမ္မမိတ်ဆွေမိဘများအနေနဲ့ဒီရက်6လပိုင်းအတွင်းမှာ24ပဌံကို12ရက်တည်တည်ပူဇော်ပါကမိတ်ဆွေတို့ရဲ့လိုအင်ဆန္ဒအမှန်တမ냐ပြေဝလာမဲလာဖြစ်ပါကြောင်းဆရာကထားလောင်းပြောလိုပါတယ်။ယဟန်ခန့်ရှင်ပြုအိမ်တက်မင်္ဂလာပြုလို့လို့တော့မိတ်ဆွေများကိုဒီရက်6လပိုင်းအတွင်းမှာ အင်္ဂလိပ်လို10ရက်16ရက်နေ့ဒီမှာပြုလုပ်ရင်ကောင်းမွန်တော့လာဖြစ်ပါတယ်ခင်ဗျာဒီ6လပိုင်းအတွက်ဇာငယ်အနေနဲ့စကားလက်ဆောင်ပေးရတော့ဇာလာတိုင်းနဲ့စကားလက်ဆောင်ပြီးတဲ့မိတ်ဆွေတို့ကိုဒီရက်6လပိုင်းအတွက်မှာဇာငယ်အနေနဲ့ဆရာမိတ်ဆွေ900သား900သားသမီးအပေါင်းတို့ဆိုစကားလက်ဆောင်ပေးရရင်ကျတော့တစ်ခါတလေမှာလူတချို့ကမေ့နေတတ်ကြတယ်အကောင်းဆုံးတွေဖြစ်လာဖို့ဆိုတာအရင်ဆုံးအစိုးတွေကိုဖျက်ကျော်ရဇမြဲဆိုတာဘို့ ်ဆရာပြန်ပြောပြပါမယ်6လပိုင်းတော့ဆရာငယ်နေနဲ့စကားလက်ဆောင်ပေးအားရတခါတလေမှာလူတချို့ကမိနေတတ်ကြတယ်အကောင်းဆုံးနေဖြစ်လာဖို့အတွက်အဆိုးဆုံးဆိုတဲ့အရာကိုအရင်ဖြတ်ကျော်ကြရစမြဲပါပဲခင်ဗျာကျေးဇူးတင်ပါတယ်။ဤက6လပိုင်းအတွက်ပေါ်စတန် PE ကျေးဇူးတင်ပါတယ်။ဆံငယ်မိတ်ဆွေတွေအားလုံးဒါက6လပိုင်းအတွက်ခုနှစ်ရက်သားခုနှစ်ရက်သားသမီးအပေါင်းကို6လပိုင်းတစ်လစာဟိုဆရာတို့လာရှုပ်ပေါ်စတန်ဖြစ်ကြောင်းနဲ့မိတ်ဆွေတို့အနေနဲ့အဲ တခါလီမာဆရာတို့အိမ်အောင်ပြည့်ရဲ့စစ်ဆက်ရဲ့လက်ထမင်္ဂလာရက်နဲ့ကုန်ပစ္စည်းရဲ့စီးပွားရေးလုပ်ငန်းရှင်တို့ပြင်များဆိုနားထောင်လို့ရှိတဲ့အတွက်ဒီဟော့စရန်ကိုဆရာမိတ်ဆွေများကိုဆရာကတမင်အရှိန်ပြေးပြီးတော့ဟောပေးခြင်းဖြစ်ပါတယ်အဲဒါပြီးတော့ဆရာတို့တနင်္ဂနွေကဆန်နေအစောဟောစရန်တပုတ်ချင်းစီကိုလည်းဆရာကတင်ပေးပါမယ်ခင်ဗျအဲဒါအပြင်ဆရာမိတ်ဆွေတင်နေတဲ့အဲဒီရက်ဟောစရန်အဲဒီမှာဆိုလို့ရှိရင်မိတ်ဆွေတို့နေနဲ့6လပိုင်းပြင်မှာအများသောအားဖြင့်6လပိုင်းတက်လာတာကိုအရှိကံပြီးဆရာတို့ကတက္ကနစ်တစ်ခုနဲ့တွက်ချက်ထားခြင်းဖြစ်ပါတယ်ခင်ဗျနေသားတစ်ခုချင်းစီအသေးစိတ်ဒီဒီကိုဆရာဟောကြားပေးပါမယ်လို့ပြောရင်းနဲ့ရန်ငယ်မိတ်ဆွေတွေအားလုံး အဆက်ဆက်အရာဆင်ပြပါစေဒါအပြင်ဆရာငယ်နှမ်းမှာအဲဆေးပြောင်းနိုင်တဲ့နော်အဆောင်လက်ပတ်တွေလည်းမှာယူရရှိနိုင်တယ်လို့ဆရာတို့ကျွန်းနတ်နဲ့တန်လေးရပေါ့နော်ကျွန်းနတ်တန်လေးရအဲဆရာတို့ငွေကြေးကန်ကောင်းစီပြီးတော့အတိုက်ခိုက်ကျင်းစီပြီးတော့အဆက်ဆက်အရာဆင်ပြစင်ကျွန်းနတ်တန်လေးရအဆောင်ကျွန်းနတ်အစစ်မှာလို့ရပါပြီဆိုတဲ့အကြောင်းဆရာကပြောရင်းနဲ့ကျေးဇူးတင်ပါတယ်ဆရာငယ်နှမ်းမှာဘေးတမီးခြင်းဖြစ်ဖြစ်အဆောင်မှာခြင်းဖြစ်ဖြစ်ခွန်ကိုတုံညာနှစ်ကိုတုံညာလေးတက်လျှောက် WhatsApp Telegram မှာဖြစ်စီ Viber မှာဖြစ်စီဆက်သွယ်မေးမြန်းနိုင်တယ်လို့ကို6350 50ကနှစ်မှာလဲဆက်သွယ်နိုင်ကြောင်းနဲ့ဆရာ TikTok Messenger ကနေပြီးတင်လက်မခံတယ်လို့ခွန်ကိုသုံးညာနေကိုသုံးညာ၄တ6တလုံးနဲ့ကလက်ခံကြောင်းနဲ့အတူအပအတွေ view site ကြောင်းဆရာကပြောရင်းနဲ့6လပိုင်းအတွင်းမှာဇံငဲမိတ်ဆွေမိဘတွေအားလုံးဂ ாய ဒုက္ခစိတ်တဒုက္ခနဗျာသောဒုက္ခနဲ့ပြည့်စုံပြီးတော့ယရနာစိန်ကြောက်ဇေတောက်တိုင်းကစားနိုင်လို့အောင်မြင်မှုအပေါင်းတတ်မှုစောင့်ကြပါစေကြောင်းဒီကနေဆရာကလိုက်လိုက်လဲလဲမေတ္တာပို့တာရင်းနဲ့ အခြားဗီဒီယိုမှာပြန်တွေ့ပါမယ်ခင်ဗျာကျေးဇူးတင်ပါတယ်